ဒီနေ့ကြွားရောက်လာကြတာကြတဲ့ဒီမြန်မာနိုင်ငံအင်ဂျင်နီယာပြင်းထုတ်ဥပဒေကြီးနဲ့တကွာတာဝန်ပြုပုဂ္ဂိုလ်များ online ကနေတက်ရောက်တဲ့အင်ဂျင်နီယာညီပုံမောင်နှမများ in person တက်ရောက်တဲ့အင်ဂျင်နီယာညီပုံမောင်မြန်မာများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာအပ်ပါတယ်ကိုစိနေပြကျမ်းမာချမ်းသာကြပါစေလို့လည်းဆုတောင်းမေတ္တာပို့ဆက်အပ်ပါတယ်ကျွန်တော်ကတော့တန်းရွှေထွန်းဖြစ်ပါတယ်အဲ့တော့တကယ်တမ်းတော့ဒီနေရာမှာကျွန်တော်ကိုပထမဆရာ ဦးစီသူအေးကိုကနေပြီးတော့ဆန်နီတေးရှင်းအပိုင်းကိုဒီရှယ်ယာရင်းလုပ်ပေးဖို့အတွက်ပတ်ပတ်လုပ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဆန်နီတေးရှင်းအပိုင်းမှာကျတော့ကျွန်တော်ကိုယ်တိုင်ကအလုပ်လုပ်ရင်းနဲ့မှလေ့လာရင်းဖြစ်တဲ့အတွက်ကြောင့်အဲဒီပိုင်းမှာတော့ကျွန်တော်လည်းပြည်စုံပေါ့လေအခုဒီ graphic flow water supply ကျတော့လေပြည်စုံလားဆိုတော့လေပြည်စုံတာကြီးတော့မဟုတ်ဘူးပေါ့ဒါပေမဲ့ကျတော်လေးပေါ့ကျွန်တော်ရဲ့ဖြတ်တန်းလာခဲ့ရတဲ့တွေ့ကြုံတွေအများကြီးရှင်တော့ တန်အသင့် sharing လုပ်လို့ရနိုင်တယ်ဆိုတဲ့အမှန်သာကျွန်တော်ပြည့်စုံရတယ်ပေါ့လေနောက်တစ်ခုကကျတော့ကျွန်တော်ကဒီနေရာမှာအဓိကကျွန်တော် sharing လုပ်ချင်တာကတော့ကျွန်တော်ကအခုဒီမှာဟိုဟိုက်တက်ကြီးကိုကျွန်တော်တင်ပြ sharing လုပ်သွားမှာတော့မဟုတ်ဘူးအဲဒီ very simple အားလေးကိုပဲလွယ်ပြီးတော့လွတ်တက်တဲ့ဟာပေါ့နော်တော်တော်များများအဲ့လိုအဲ့လိုမျိုးပေါ့ဟိုမတီးဘူးလည်းမဟုတ်ဘူးတီးတော့တီးတယ်တီးပြီးတော့လွတ်သွားတဲ့ဟာမျိုးလေးတွေကိုအထူးသဖြင့်တော့ junior ်အင်ဂျင်နီယာယူဇက်တစ်ကလေးတွေအတွက်ကျွန်တော်ကရှားကြီးလုပ်ချင်တဲ့လုပ်ချင်နေဖြစ်ပါတယ်တကယ်တကယ်တော့ဒီကျွန်တော်တို့ဒီ water supply ဆိုတဲ့ဘာသာရပ်ကပုံလုံးပုံလုံးကြောင်းတင်ဘာသာရပ်မှာလည်းတင်ခဲ့ကြလေ့လာခဲ့ပြီးတာပဲဖြစ်ပါတယ်ဒါပေမဲ့မိတ်ဆွေတော်တော်များများကဘာဖြစ်လို့ဆိုတော့ကျောင်းဆင်းလာပြီးတဲ့အချိန်မှာ construction ဒီလေကိုရောက်ရှိသွားတဲ့အချိန်မှာကတော့ water supply ဆိုတာကတော့ဒဇိန်းကြီးလိုမျိုးဖြစ်သွားကြတယ်ပေါ့လေကျွန်တော်တို့ကြတော့ ကျောင်းအားလျော်စွာပဲ BSC ကမ်မစီနဲ့လှုပ်တုံးရလဲဝတ်တက်ကမင်းပလာမှာလှုပ်ခဲ့ရတယ်။အောင်တကဒီဘက်ကကျွန်တော်က AGDI နဲ့အလုပ်ဝင်တဲ့အခါကြပြတော့လဲအလုပ်ရဲ့ဝင်ရတဲ့အလုပ်ဌာနအလျောက်တက်တန်းတစ်ယောက်ကဒီ water supply နဲ့ပဲကျင်းနေပြစားခဲ့ရတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ water supply လမ်းကြောင်းပေါ်မှာရောက်ရှိလာတော့လေ။အဲ့နေမှာတော့ဘာကုန်မုံးဆိုတော့ဒီက sanitation ဆိုလို့ရှိရင်လည်းပဲဟိုတလောကဆီယမာကြီးတို့ခဲမြင့် ဟောပြောသားတဲ့မှာလည်းပါတယ် PE structure PE ဒီ conception ဒီလိုလည်းပဲသူကကျွန်တော်တို့တို့ရဲ့အဆောက်အဦတွေစောင့်လို့ရင်းနေတဲ့ဒီ subject တင်လေးတွေလည်းပဲအစီအစောင်းလေးကိုလည်းလုပ်လုပ်ပြလက်ကြပါကြည့်ပြလက်ကြပါဆိုပြီးတော့ဆရာမကြီးကြောကြတော့တာရှိပါတယ်အဲတကယ်တကယ်တမ်းကျတော့လေကျွန်တော် site ထဲမှာပါတော့တွေ့လို့ဆိုတော့ junior engineer လေးတွေမှာ subject တက်လုံးကိုတောင်းမှာ အမီးမောက်တဲ့အောင်မဆောင်နိုင်ကြတာဖြစ်နေကြတယ်ဆပ်တင်ဆိုတာဟာဒါပယံပယံနေတိပါတယ်ကွာသူတို့လုံနေကြပဲဆိုတဲ့ပုံစံမျိုးပေါ်ပြဖြစ်နေတယ်အဲ့ခါကျတော့ကျွန်တော် sanitation အပိုင်းကိုလည်းပဲတန်တိုင်းဆုံးလေ့လာပြီးတော့နာရှင်နေနေများရှင်းပါမယ်အခုလောလောဆယ်ကတော့ကျွန်တော်ကရှင်းသွေးလုပ်ငန်းပိုင်းပေါ့နော်အဲ့တော့ဒီမှာကျွန်တော်က gravity water supply ပေါ့ gravity flow water supply ဆိုတဲ့နေရာမှာသူကဒါမြေယာမှာနေရသူအလျောက်လူလျောက်စစ်စစ်နဲ့စနစ်အဲ့ဒီမှာမှာသူကအဲ canary channel တွေနဲ့စစ်စစ်တာလည်းရှိမယ်အဲ pipe flow တွေနဲ့စစ်စစ်တာလည်းရှိဒီနေရာမှာကျွန်တော်ရှားရင်းလုပ်သွားမယ့်ဥစ္စာတော့ canary ဘိုင်း channel ဘိုင်းမဟုတ်ပဲね gravity flow pipe water supply အပိုင်းဟိုရှားရင်းလုပ်သွားမှာဖြစ်ပါတယ် ဒီညမှာကျွန်တော်စိန်ဆန်းရည်သွဲလုပ်ငန်းဆိုပြီးတော့ခေါင်းစဉ်တက်ထားတာကြတော့ပေါ်ရင်းနေတဲ့ဆိုရင်တော့ graphic blue pipe water supply နဲ့ပညာရပ်အနေနဲ့ဒါပေမဲ့ကျွန်တော်တို့ဌာနမှာကြတော့ဒီ unicef နဲ့တွဲပြီးတော့ဟိုတောင်ပေါ်ကနေပြီးတော့စိန်ရည်ဆန်းရည်ကိုရွာတွေအရောက်ပိုက်လိုက်နေတွဲပြီးတော့ဖြန့်ဝေတဲ့စနစ်တွေလောက်ခဲ့တာဖြစ်တဲ့ကြောင့်ကျွန်တော်ဌာနမှာဆိုရင်တော့ဒီလုပ်ငန်းကိုစိန်ဆန်းရည်သွဲလုပ်ငန်းဆိုပြီးတော့တွင်းနေကြတဲ့အတိများပါလိမ့်အဲ့ခါကျတော့ကျွန်တော်ကဒီစိန်ဆန်းရည်သွဲလုပ်ငန်းကို အခြေခံပြီးတော့ကျွန်တော်ဒီကရာတီပရိုဂရမ်ဆက်ပါဆောင်ရှာရင်းလုပ်သွားပါမယ်။ဒါပေမဲ့ဒီနေရာမှာကျွန်တော်ကပိုက်ဝါတာဆပ်ပလိုင်းဖြစ်တဲ့တကြောင်းတစ်ခါတလေမှာတချို့အပိုင်းတွေမှာကြာလို့ရှိရင်ဟိုဂရာတီလိုဒါသာမကပဲပပင်းဝါတာဆပ်ပလိုင်းအနေနဲ့လည်းပိုက်ဖလိုးနဲ့လိုရတဲ့အချိန်မှာသူသိပြန်တော့ဒါကိုပြောမှဆိုရင်တော့ပိုက်ဝါတာဆပ်ပလိုင်းလို့ပြောမှဆိုရင်တော့ပို့ပြီးတော့ပြည့်စုံပါလိမ့်မယ်။ အဲ့တော့ကျွန်တော်ဒီ Ministry of Agriculture ပေါ့နော်ရေရာစိုက်ပျိုးရေးဝန်ကြီးဌာနရဲ့အောက်မှာ Agricultural Mechanization Department ဆက်မှုလျောက်ဦးစီးဌာနဆိုရှိပါတယ်အဲ့ဒီဒီ Ministry of Agriculture ရေရာစိုက်ပျိုးရေးဝန်ကြီးဌာနလည်းပဲပုံတုံးကဆိုလို့ရှိရင်တော့ရေရာစိုက်ပျိုးရေးနှင့်တက်တော်ဝန်ကြီးဌာနပေါ့အဲနောက်ပိုင်းမှာကျတော့မှာဒါတက်တော်ဝန်ကြီးဌာနတစ်ခုပြောင်းသွားပြီးတော့ကျွန်တော်တို့က နေရာဆက်သွေးဝင်ဌာနအောက်မှာအဲစက်မှုလျာဥတီဌာနဒီကအဲ့မှာရှိပါတယ်စက်မှုလျာဥတီဌာနအောက်မှာကျတော့လေအဓိကကတော့ဒီစက်မှုလျာနဲ့ပတ်သက်တဲ့ဌာနကွဲတွေခေါ်ဆက်စကန်းတွေပြမတူလောင်ယုံတွေနောက်စက်ပြလုံယုံတွေအဲ့ဒါရှိတယ်နောက်မိထီလာမြို့မှာဆိုရှင်ကျွန်တော်စက်မှုလျာဥတီဌာနဘဟုတန်တန်းကြောင်းရှိပါတယ်အဲ့ဒီအပြင်ဘာဖြစ်တော့ဆိုတော့ဒီမှာ ကျွန်တော်ဒီစက်မှုလျာဥတီထဏအောက်မှာကြေးရွာရေအားရှိထဏကိုထဏကိုကြီးတခုအခြားတက်တီထဏရှိပါတယ်ဒီကြေးရွာရေအားရှိထဏကိုဆိုရလဲပို့တုံးကတော့ကျွန်တော်တို့ဒီပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းအောက်မှာတွဲခဲ့ဘူးတယ်လို့လည်းသိရပါတယ်အဲ့နောက်ပိုင်းမှာဆိုရင်တော့ ARDC ပေါ့လေမေယာနှင့်ကြည်လက်ကြည်ပွားတိုးတက်ရေး corporation ပေါ့အဲ့ဒီမှာလည်းပဲတွဲခဲ့တယ်သိရပါတယ်အခုနောက်ဆုံးပိုင်းမှာကျတော့စက်မှုလျာဥတီထဏအောက်မှာ ကြေးရွာကြီးရရှိတဲ့ဌာနကွယ်ဆိုပြီးတော့ဌာနကွယ်တစ်ခုအနေနဲ့ဖြတ်ပြလာခဲ့ပါတယ်။အဲ့တော့ဒီကြေးရွာကြီးရရှိဌာနကွယ်အောက်မှာကျတော့အဓိကတော့ကျွန်တော်တို့ကြေးရွာကြီးရရှိဆက်စကန်းတွေဆိုတာရှိပါတယ်။အဲကျွန်တော်တို့မြန်မာပြည်ကမှဆိုလို့ရှိရင်ဆက်စကန်းပေါင်း6ခုရှိခဲ့ပါတယ်။အမှတ်တက်ဒီတခိုင်းအမှတ်နှစ်ဒီမိချီလာအမှတ်၃ဒီ အဖုတ်ကူအမှတ်၄ဒီမပွေးအမှတ်၅ဒီကျွန်တော်ရန်ကုန်ဒီ၆ဌာကြီးပြန်လာကအောင်သိဒီပုံမှာရှိပြီးတော့အမှတ်၆ဒီနတ်တလင်းမှာဖြစ်ပါတယ်အဲ့တော့ဒီကြေးရွာရာချီဆက်စကန်းနေမှာအဓိကတောင်းရနေတာကတော့ကျွန်တော်တို့ QW drilling ပေါ့ WHO တို့ဒီ ADAB တို့ကနေပြီးတော့ပေးထားတဲ့အထောက်ပံ့တွေနဲ့ကျွန်တော်အညာဒေသတစ်ဖက်မှာကြေးရွာတွေမှာကျွန်တော်ကလေးတွင်းဥစည်းကြီးတွေဘွန်း ဝန်တွေလီပြည့်စုံစုတွေလည်းဒီဝဲတွေပူပါတယ်။ညာကျွန်တော်ဒီညာတို့ရေစကြိုလို့ဆိုလို့ရှိရင်သူတူပါလို့ရှိရင်ပေး800 800မှရှိအောင်တူရတဲ့တွင်းတွေပဲများပါတယ်။အဲ့တော့ဒီတွင်းတူရဲ့ချိန်မှာတွင်းတူတွင်းထဲမှာခြားတဲ့ပိုက်တွေရောဇာတာတွေရောနောက်တခါဒီတွင်းမှာတက်စင်တွေရဲ့ဟိုရင်အင်ဂျင်တွေရောအကုန်လုံးကိုဟာ၆ပန်းပေးထားတာဖြစ်ပါတယ်။အဲဘလို့ဖြစ်တော့ဆိုတဲ့အခါကျတော့ ်ဒီတွင်းတူတာလည်းအကုန်ပြေးတယ်တွင်းပိုက်တွေရောအင်ဂျင်နီယာကအကုန်လုံးတော့တက်ဆင်ပြေးတယ်